တို့အင်္ဂါသားသမီးမိတ်ဆွေတွေအတွက်ဆဲစာကန့်ကျင်မှာလမ်းညွန်မျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့17ရက်အော်တိုဘာလ2025စနေနေ့ကနေပြီးတော့20ရက်အော်တိုဘာလ2025တနင်္လာနေ့ပေါ့ဒီတော့အတွက်မှာကျွန်တော်တို့အင်္ဂါသားသမီးမိတ်ဆွေများရဲ့ဆဲစာကန့်ကျင်မှာလမ်းညွန်သွားမှာဖြစ်ပါတယ်အဲ့တော့ဆဲစာဆဲစာကျွန်တော်တို့ဟလာလမ်းညွန်ပေးနေတာဖြစ်ပါတယ်တစ်လောက်3ချိန်နဲ့ပေါ့နော်လမ်းညွန်ပေးတာအဲ့တော့ဝေရောက်ကြည့်ယူအားပေးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ အင်္ဂါသားသမီးမိတ်ဆွေတွေအတွက်ကြည့်လိုက်ကြရအောင်အဲ့တော့အင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့တော့နည်းနည်းလေးဒေါသထွက်ရတာမချင်မငန်ပြောဆိုရတာစကားများတာမျိုးတွေကြုံတွေ့နိုင်တဲ့ဆဲစာဖြစ်ပါလေအဲ့တော့ဒီဆဲတော့တွေ့မှဆိုလို့ရှိရင်ဟာလာအဲ့ကွာဘဲအရာ ਉਹ ပဲလှုပ်လှုပ်မြက်မြတ်တတာမမှန်ကန်ကန်ဆုံးဆုံးဆုံးဖြတ်ချက်ချပြီးလှုပ်တာဒီကောင်းတယ်အဲ့ဒါမဟုတ်လို့ရှိရင်ဟလာပြဿနာတွေတတ်တာစကားပြောရများတာကိုယ့်ဘက်ကထိခိုက်နေတာမှုတွေကြုံတာမျိုးတွေဖြစ်တတ်တယ် အဲ့တော့ဒေါ်လာထွက်ရမယ်ပေါက်ကွဲရမယ်ဆိုတဲ့အခြေအနေမျိုးတွေလည်းကြုံနိုင်တယ်အဲ့တော့ဒီဆရာမှာဆိုရင်တော့ဘယ်အရာမှမဆိုဘတ်မလိုက်ပဲမျက်မျက်တာတာလုပ်ပါဒါဆိုရင်တော့ကိုယ့်အတွက်ကောင်းကျိုးဖြစ်မယ်အဲ့တော့အလောက်ကရစီပိုင်းအယောင်းဝင်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာစကားပြောရအများရတာဟဲ့လားတစ်ဖက်ဆောင်းနေနေတစ်ခါတလေမှာဖြစ်တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ရရရမဲ့ငွေတွေကနည်းနည်းလေးမရဘူးကြန့်ကြရဲဒီလိုသဘောမျိုးလေးတွေကြုံရနိုင်တယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်လို့ကြည့်လိုက်မှာပေါ့အဲ့တော့အလုတ်ကန်ကြံစီနဲ့ပတ်သက်ရင်မိမိဒီမြတ်မြတ်တရမမှန်ကန်ကန်ဆုံးဖြတ်လုတ်ကန်မယ်ဆိုရင်အောင်မြင်နိုင်ပါတယ်အဲ့တော့ဗတ်လိုက်မယ်ဟလာတပတ်ကောင်းလေးနေလုံးမယ်ဆိုရင်တော့ကိုယ့်ရဲ့အကြံစီတွေပြတ်သွားနိုင်တယ်မအောင်မြင်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ငွေကြေးငွေကြေးနဲ့ပတ်သက်ရင်လည်းအခုလိုပဲရှေ့မှာပြောသလိုဒေါသထွက်လာနည်းနည်းလေးစကားပြောရများတာငွေကြေးနဲ့ပတ်သက်အစမပြေမှုတွေဖြစ်တာမျိုးတွေကြုံရတာတယ်ကမောက်ကမဖြစ်တတ်တယ်ငွေကုန်ချိကြတွေများတတ်တယ်ငွေကြေးနဲ့ပတ်သက်လို့ဟလာနည်းနည်းလေးပေါ့ စိတ်နှောက်ယှက်ဖြစ်ရတာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့ငွေကြေးအကြံစီအလောက်ကန်ကြီးကြီးမားမားအကြံစီတွေနဲ့ပတ်သက်ရင်တော့သတိထားပါဂယူဆိုင်ပါလို့ကျွန်တော်ပြောရမှာဖြစ်ပါတယ်အခြေအိမ်တော်ကြီးမှာတော့ပြုံးပန်းစင်နိုင်မယ်အခြေအိမ်တော်ကြီးနဲ့ပတ်သက်ရင်ကန့်ကောင်းမယ်စိတ်ချမ်းသာမယ်အခြေအိမ်မှာပျော်ပန်းရမယ်ကာလဖြစ်တယ်အဲ့တော့မပြေလဲမတင်မြတ်တဲ့အခြေအိမ်တော်ကြီးတွေအဆက်အသွယ်ပြတ်တောက်နေတဲ့အခြေအိမ်တော်တွေပြန်လဲအဆင်ပြေတင်မြတ်ဖို့အဆက်အသွယ်တွေပြန်ရဖို့အလားလာခွင့်လန်းကောင်းတွေရှိပါတယ်ကျူးပန်းကြည့်ပါအဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့ ဲ့တော့မကောင်းသောခီးတွေသွားရတတ်တယ်ခီးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စိတ်ပြရတာဖြစ်တတ်တယ်အကျိုးမရှိတဲ့ခီးဖြစ်တတ်တယ်အဲ့တော့အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေမလုပ်တာပို့ပြီးတော့ကောင်းတယ်ကျမရတော့အနေနဲ့ချူကြမယ်ဆွေးရောက်တဲ့အခြေအနေတော့မဟုတ်ဘူးဟလာခန္ဓာကိုယ်အကျောပိုင်းယောဂတွေပေါ့ညောင်းကြိုက်တာခေါင်းမူးခေါင်းကြိုက်ဟလာဒီပေါ်အတက်ကြမမှန်စသဖြင့်ဒီလိုဟာမျိုးလေးတွေအနေနဲ့ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဒီဆယ်ရက်ဒီကျွန်တော်တို့နည်းနည်းလေးပေါ့နော်ကံအဆိုးကောင်းအားမြတယ်သို့မဟုတ်ရင်ကံနည်းနည်းလေးညံ့တဲ့ဘက်ကပူပြီးအလေးတာတယ်လို့ပြောလို့ရတယ် အဲ့တော့ရေရရလို့ခုလိုရပါတယ်အဲ့တော့ဘယ်ကဘယ်ကိစ္စမဆူကျွန်တော်ရေရရလို့ပြီးမှစီမံဆောင်ရွက်ဆုံးဖြတ်ပြီးတော့လုပ်ပါရေရရကျွန်တော်လွယ်ပါတယ်အဲ့တော့ကလေးလေးတွေပေါ့နော်အဲ့တော့ကလေးတွေပေါ့တရန်နေပြီးတော့ဟာလားနှစ်တန်းသုံးတန်းဒီလိုကလေးလေးတွေဟုတ်လားတကြားလုံးလို့ချောကလတ်တို့ဟာလားသူတို့ကြက်နှစ်တက်တဲ့စားစရာတို့ဟာလားအယုတ်ကလေးတို့မုံမိုးတို့စသဖြင့်ဒါမျိုးလေးတွေပြပါအဲ့တော့ငှက်စာကြွေးပါငှက်လွတ်ပါငါးစာကြွေးပါငါးလွတ်ပါ ဒီရေတွေအောင်ကျွန်တော်တို့လောက်ရမှာဖြစ်ပါတယ်အဲ့တော့ဒီဆယ်ရက်ကတော့ကျွန်တော်တို့အရေးကြီးတဲ့ကိစ္စတွေစီမံဆောင်ရွက်လောက်ကန်ဆုံးဖြတ်တော့မယ်ဆိုရင်တတိထားဂယုဆိုင်ပါမိမိရဲ့ဉာဏ်နဲ့ရှင်ပါအခုပြောတဲ့ရေတွေအောင်လည်းတည်ချလေးလောက်ပါဒါမှသာလျှင်ဒီဆယ်ရက်မှာကန့်ကောက်တဲ့ဆယ်ရက်စာပြန်ပြီးတော့ဖြစ်လာနိုင်တာဖြစ်ပါတယ်အဲ့တော့မကောင်းတဲ့ဆိုးတဲ့ဟောချက်တွေကိုတဲတော့နမိတ်အရာမလွဲမရှောင်သာကျွန်တော်တို့ဟောရတာဖြစ်ပါတယ်အဲ့တော့မကောင်းတဲ့ဟောချက်တွေကသူပဲလွဲပြပြီးတော့ကောင်းတဲ့ဟောချက်တွေသာထိအောင်မှန်ကန်ပြီးတော့ကောင်းကျိုးများစွာရနိုင်ကြပါစေ အဲ့တော့ဒီဆယ်ရက်အတွက်ပေါ့မဖြစ်မနေဆောင်းသားတင်တဲ့ကံကောင်းလက်ရှင်စီမဲ့အဆောင်ကတော့ကျွန်တော်တို့ခရီးရွက်လေးတစ်ရွက်မှာနော်နာကြီးမြန်မာနာကြီး အခရာကိုဘော့ပင်ဆော့ပင်စသဖြင့်ခဲတံနဲ့ရေးပြီးတော့စောင်းထားပါဒီဆက်ရက်အတွင်းအတွက်ဒီဆက်ရက်အတွက်ကောင်းကျိုးချမ်းသာတွေရရှိစေမယ့်ကံကောင်းလက်ရှိအကျိုးပေးတဲ့အကြောင်းစီအဝါနုယောင်ဖြစ်ပါတယ်ကံကောင်းလက်ရှိအကျိုးပေးကနန်းသည်ခုနှစ်တူတစ်တူဖြစ်ပါတယ်ဒါကကျွန်တော်အင်္ဂါသားသမီးတွေအတွက်လမ်းညွှန်ခဲ့တာပါကြံနေနံခရေသားသမီးမိတ်ဆွေများအတွက်လည်းဆက်လက်လမ်းညွှန်မျှဝေတင်ပေးသွားမှာဖြစ်ပါတယ်